ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပဝင့်ကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ။စကိုင်းတိုင်းရင်းမပင်တဲ့စလင်းကြီးမြို့နယ်တဲ့တောင်တွေဖြိုကကျင်းနီတူးနေတဲ့တရုတ်ပိုင်ဝမ်မောင်ကျင်းနီဆက်ယုံနှစ်ရက်ဆက်လက်နက်ကြီးနဲ့ထုခံရပြီးနောက်ဝမ်မောင်ရောရန်စီဆက်ယုံမှာကျင်းနီတူဖို့မှုလုပ်ငန်းတွေယာယန်သားသွားတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်။အော်တိုဘာလ23ရက်ည9:00နာရီဝန်းကျင်မှာစလင်းကြီးနယ်မှာရှိတဲ့တရုတ်ပိုင်ဝမ်မောင်ကျင်းနီဆက်ယုံ လက်နက်ကြီးရဲနဲ့ပြစ်ခတ်ခံရသလိုအောက်တိုဘာ25ရက်နေ့ညနေ6နာရီမှာလည်းအဲ့ဒီတရုတ်ပိုင်ဝမ်မောင်ကျင်းနီစရုံလက်နက်ကြီးနဲ့ထပ်မံပြစ်ခတ်ခံရတာပဲဖြစ်ပါတယ်။ဝမ်မောင်ကျင်းနီစရုံနဲ့လက်နက်ကြီးသုံးလုံးကြားရပောက်ကွဲတဲ့ကြားရပြီးတဲ့နောက်ဝမ်မောင်ရောရန်စီကုမ္ပဏီပါကျင်းနီတူဖော်မှု လုပ်ငန်းတွေရပ်သွားပြီးတော့ဒီကနေ့ထိလုပ်ငန်းတွေပြန်လည်ပတ်တာမရှိသေးဘူးလို့အမည်မပေါ်လိုတဲ့ဒေသခံတို့ကအမှတ်ပြုကိုပြောပါတယ်။ဝမ်မောင်ကျင်းနီစရုံလက်နက်ကြီးထုခံရပြီးနောက် အော်တိုဘာ26ရက်မနေ့7နာရီကျော်မှာဝမ်မောင်ကျင်းနီစစ်ရုံတွေကထွက်လာတဲ့စစ်အုပ်စုတွေက အောင်ချမ်းစီရွာကိုစီးနှင်းဝင်ဝင်နေရဲလို့ဒေသတွင်းသတင်းမြစ်တွေကအမှတ်ပြုကိုပြောပါရယ်။အောင်ချမ်းစီရွာဟာလက်ဗဒောင်းတောင်ရဲ့မြောက်ဘက်ခြမ်းမှာရှိတဲ့ရွာဖြစ်ပါရယ်။စစ်အုပ်စုဟာအော်တိုဘာ16ရက်ကစလို့ရင်းမပင်နဲ့စလင်းကြီးနယ်တရုတ်ကျင်းနီစစ်ရုံအနီးဝန်းကျင်ကကျေးရွာတွေကိုကျွာစင်ပတ်မွေစစ်ကြောင်းတို့ရံပြုတ်နေပြီးတော့ဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာနဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ရဲတပ်တပ်တာအတွင်ဒေသခံ9ဦးထပ်မံတေဆုံးကရွာပေါင်း20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေစစ်ပေးရှောင်ထွက်ပြေးနေရပါတယ်။စကိုင်းနိုင်ရဲမြို့တော်မုံရွာမြို့ရဲ့ချင်းရင်းမြစ်တပကန်းရင်းမပင်နဲ့စလင်းကြီးနေတဲ့ကစပယ်တောင်ကျေးစင်တောင်နဲ့လေဗရောင်းတောင်တွေကိုဖြိုကတယောက်ကကျေးနီတူနေပြီးအဲ့ဒီတယောက်ပိုင်မြန်မာဝမ်ပေါင်နဲ့မြန်မာရန်စီကျေးနီစက်ယုံတွေကိုစောစုကဂိတ်ဆောင်လုံချိုရေးယူပေးထားကတူးပေါ်ထွက်ရှိလာတဲ့ကျေးနီတွေကိုလည်းစစ်သင်မိုးတွေတုံးက မြစ်ကြောင်းကတစ်စက်တည်ထုတ်ပေးနေတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းနဲ့ယခုလဆန်းပိုင်းမှာလည်းတရုတ်ကျင်းညီစက်ယုံတွေလက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီးစက်ယုံလက်ပတ်မှုတွေခတ်တရနာခဲ့ရပါသေးတယ်။